ကားရှင်နဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်အခုတစ်ခါတင်ဆက်ပေးမှာကတော့ထိုင်းမှာတားမြစ်ချိန်အရက်တောက်ရင်ပတ်တတောင်းထံကိုရိုက်ခံရမယ်ဆိုတဲ့အကြောင်းတင်ဆက်ပေးမှာဖြစ်ပါတယ်ထိုင်းနိုင်ငံမှာအရက်ထိန်းချုပ်ရေးဥပဒေကိုနိုဝင်ဘာလ10ရက်နေ့ကနေစပြီးပြင်ဆင်အသက်သွင်းလိုက်ပါပြီဒီဥရရဲ့အတိတ်ကပြောင်းလဲမှုကတော့ရှိပြီးသားနေ့လယ်2နာရီကနေညနေ9နာရီအတွင်းအရက်ရောင်းချခွင့်ပိတ်ပင်ထားတဲ့ဥပဒေကိုပို့ပြီးတင်းကျပ်လိုက်တာဖြစ်ပါတယ် အခုဥပဒေအသေးအရာအဲ့ဒီတမ်းမြစ်ထားတဲ့အချိန်တွေဒါမှမဟုတ်နေရာတွေမှာအရက်တောက်သုံးသူတွေကိုဘတ်တတောင်းဒေါ်လာ300အထိဒဏ်ငွေရိုက်နိုင်တယ်လို့လည်းသိရပါတယ်။ဒီဥပဒေအရာအဓိကတာဝန်ရှိသူကတောက်သုံးသူဖြစ်လာပါတယ်။ဥပမာပြောရရင်ဆိုင်တဆိုင်က နေ့လယ်7:59မှာပီယာတလုံးရောင်းလိုက်ပြီမယ်ကတ်စတမာကအဲ့ဒါကို7:59မိနစ်အထိထိုင်တော့နေအဲ့ဒီကတ်စတမာဟာဥပဒေကိုချိုးဖောက်တာဖြစ်ပြီးဒဏ်ငွေအရိုက်ခံရနိုင်ပါတယ် ဒါအပြင်အရက်ကြော်ညာတွေကိုလည်းတင်းကျပ်လိုက်ပါတယ်။အချက်လက်သက်သက်ပဲကြီးညာခွင့်ရှိပြီးနာမည်ကြီးတွေနဲ့ influencer တွေတုံးပြီးအရက်ကြီးညာတာကိုလည်းတားမြစ်လိုက်ပါတယ်။ထိုင်နိုင်ငံစားတောက်ဆိုင်လုပ်ငန်းရှင်များအသင်းကတော့ဒီဥပဒေဟာစားတောက်ဆိုင်လုပ်ငန်းတွေရဲ့ဖွံ့ဖြိုးမှုကိုအဟန့်အတားဖြစ်စေမယ်လို့ပြောပါတယ်။ဘာလို့လဲဆိုတော့ဒါဟာ customer တွေကိုတိုက်ရိုက်ကန့်သတ်လိုက်တာကြောင့်ပါ န်ကောက်ကနမဲကြီးခေါင်းဆိုင်လန်းလိုမျိုးနေရာတွေကစီးပွားရေးလုပ်ငန်းရှင်တွေကလည်းတောက်တုံးသူတွေကိုဒဏ်ငွေရိုက်နေတာကြောင့်အဲ့ဒီအချိန်တွေမှာအရက်ရောင်အားထောက်ဝက်လောက်ကျဆင်းလာနိုင်တယ်လို့လည်းခန့်မှန်းထားကြပါတယ်အချို့ကလည်းတီအိုတွေအစ်စ်ကြောင့်အရာရှိတွေက customer တွေနဲ့စားတောက်ဆိုင်နေစီကနေကိုကျိုးစီးပွားအတွက်ဒဏ်ငွေတောင်းတဲ့အခွင့်အရေးတွေဖြစ်လာနိုင်တယ်လို့စိုးရိမ်နေကြပါတယ်။အထိုက်အခံအလှတော်မှတ်တူကတော့တီအိုတွေဟာနိုင်ငံသားခီးသွားတွေကိုစိတ်ရှုပ်ထွေးစေနိုင်တယ်။ ဥပမာနှစ်နာရီမတိုင်ခင်မှာထားထားတာကိုနှစ်နာရီကျော်မှတောက်မိတာမျိုးပြီးတော့အရက်ကို24နာရီရောင်းချခွင့်ပေးတဲ့လို့လည်းဝေဖန်ပြောကြားခဲ့ပါတယ်။ဟုတ်ကဲ့ပါရှင်။အခုတစ်ခါတင်ဆက်ပေးခဲ့တာကတော့ထိုင်းမှာတားမြစ်ချိန်အရက်တောက်ရင်ဘတ်တောင်းတံငွေရိုက်ခံရမယ်ဆိုတဲ့အကြောင်းတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။နားဆင်ပေးခဲ့ကြတဲ့ Star Channel ပရိသတ်များအားလုံးကိုလည်းကျေးဇူးအထူးတင်ရှိပါတယ်ရှင်။ကျမတို့ရဲ့ Star Channel ကို Like Subscribe လုပ်ဖို့မမေ့ပါနဲ့နော်။